ဒါသေးတဲ့လူတွေကအကုန်ပြန်ရှင်ပြန်ထမြောက်မလားတဲ့နော်ပြီးတော့ကောင်းသူတွေရောမကောင်းသူတွေရောရှင်ပြန်ထမြောက်ကြမလားတဲ့နော်ပြီးတော့ကောင်းသူဖြစ်စေမကောင်းသူဖြစ်စေလလပပပုံစံနဲ့ပြန်ပြီးထမြောက်ရမလားမဟုတ်ရင်လည်းအခုလိုကျွန်တော်တို့လိုမလမပပုံစံနဲ့ထမြောက်ရမလားတဲ့အဲ့ဒါလည်းကျေးဇူးပြည့်ဖြစ်ပြီးပါအောင်ဆရာသေပြီးလို့ရှင်ကျမ်းစာတွေမှာသေတဲ့သူအိတ်တယ်နဲ့နှိုင်းတယ်ယောဘခန်းကြီး၁၄ထဲမှာအိတ်တော်သူတည်းရဲ့တဖန်မထရရမိုးကောင်းငယ်မဆုံးမီတိုင်းမနိုးရအဲ့မိုးကောင်းငယ်ဆုံးမယ်ဆိုတော့ပြန်ပြီးတော့နိုးလာမှာစာလန်ကျမ်းခန်းကြီး၁၃ထဲမှာလည်း ်ကျွန်ုပ်ကအသေးအိပ်ပျော်သောသူကဲ့သို့ဖြစ်ရလိမ့်မယ်။သေဝါတော်အိပ်ပျော်နေနိုင်တယ်။ယေရှုခရစ်တော်မသက်အခန်းကြီး9ထဲမှာယာယီတို့ရဲ့တမျိုးရှင်မြန်မထမြောက်ခင်မှာအိုက်ကလေးမတွေရတယ်။သေတာမဟုတ်ရဲအိပ်ပျော်နေရတယ်။ယောဟန်အခန်းကြီး17ထဲမှာယေရှုကလာဇရုရှင်မြန်မထမြောက်ခင်မှာလာဇရုကအိပ်နေရလို့ပြောတယ်။အဲသေတဲ့သူတွေအကုန်လုံးအိပ်နေ ပြန်နေမယ်ပြန်ရှင်းမြန်ထားမြောက်မယ်တမန်တော်ခန်းကြီးနှစ်မှာလဲဒါဝိတ်သေးတဲ့ရကုတိုင်အောင်တင်းကြိုင်းနှစ်မှာရှိတယ်ကောင်းကင်မတက်သေးတဲ့အခုဒီတင်းကြိုင်းနှစ်မှာလဲရှိတယ်ဆိုတော့ဘယ်ဘုံမှမရောက်သေးဘူးဒါပေမဲ့ကောင်းကင်မတက်သေးဆိုပေမဲ့တက်မှာတက်မှာသုံးကြိုင်းတော့တက်မှာဒါဝိတ်ကကောင်းတယ်ကောင်းတဲ့သူကကောင်းကင်တမန်နိုင်ငံကိုတက်မှာနောက်တစ်ခုကျတော့ဟေဗျခန်းကြီးကိုရဲမှာလူသေးတဲ့တခါသားတဲ့တေရွေ့တဲ့နောင်မတဲ့တရားစီရင် ခြင်းကိုခံရမယ်ဆိုတော့လူကတေသွားရင်နောက်ဆုံးကြလို့ရှိရင်တရားစီရင်ခြင်းကိုခံဖို့လဲပြန်ထလာမယ်လို့ပြောတာအဲ့တော့ထားတဲ့သူမှာမှနှစ်မျိုးရှိတယ်ကောင်းပြီးတော့ထားတဲ့သူကကောင်းငင်ကိုသွားပြီးတော့ဒီမကောင်းမဲ့နဲ့ထားတဲ့သူကျတော့တရားစီရင်ဖို့သွားမယ်ဆိုတာကိုပြောတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီယောဟန်အခန်းကြီး9ထဲမှာယေရှုခရစ်တော်ကတားတော်ရဲ့အတန်ကိုကြားပြီးတော့တင်းကြိုက်မှာရှိတဲ့သူတွေကနှိုးထပြီးအချိန်ကိုရောက်လာမယ်တဲ့ကောင်းသောသူတွေကကြတော့တာရအသက်ရှင်ဖို့နှိုးထလာပြီးတော့စိုးတဲ့သူတွေကြတော့တရားစီရင်ခြင်းအဖို့လုံကထမြောက်လာမယ်လို့ပြောထားတယ်လှလပပထမှာလားမလမပထမှာလားဆိုတော့ဒန်ယေလအခန်းကြီး7 တမှာပြောတာဒိုင်လာစနစ်အစမှာထိုကာလနဲ့နဲ့တင်းတို့ရဲ့အမှုကိုစောင့်နေတင်းတို့အရှင်ကြီးမိတ်ခေလာပေါ်လာလိုက်မိတယ်အရှင်ကြီးမိတ်ခေလာဆိုတာဘာလို့လဲဆိုတော့ခရစ်တော်ပြောတာခရစ်တော်ဆိုတာဒီမြေမြေကြီးပေါ်ရောက်လာတဲ့ခါမှာယေရှုဆိုတဲ့နာမည်တွင်နေမြေကြီးပေါ်မြောက်ကောင်းကင်မှာရှိတဲ့ခါကောင်းကင်တမန်မင်းကြီးမိတ်ခေလာဆိုတာအရှင်ကြီးဆိုတော့ဂျူးတွေရဲ့အမှုကိုစောင့်နေအရှင်ငကာရောအရှင်ဘေးငကာရောပြင်ဆိုခရစ်တော်ပဲအခရစ်တော်ကကြွလာပြီးတော့အချို့ကတဲ့သာရအသက်ရှင်ခြင်းဘုံအသက်ရှင်နဲ့ထမြောက်မယ်အချို့ကကြတော့လေသာရအသက်ရှင်ပြည့်ခြင်းနဲ့ထမြောက်မယ်ဆိုတော့တော့အချို့ကဆိုကောင်းတဲ့သူတွေကြတော့လုံးဝသာရခုနအာရန်လက်ထက်ကလို version ချင်းလှလှပပနဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေမယိုယွင်းမပြက်စီတတ်နဲ့ဘုံအသေးလှလှပပနဲ့ထားမြင်မယ်ဆိုတဲ့သူတွေကြတော့သာရအသေးပြက်ချင်းဆိုတော့အခုတင်တေဝါပြီးတဲ့ဟိုဟိုဖောက်ကောင်လိုမျိုးဟိုမှလှမပအပုတ်ကောင်လိုမျိုးပုံစံကြီးနဲ့ပဲပြန်ထားမြင်မှာတရေတို့မျိုးဟာမျိုးအဲ့လိုမျိုးပုံစံကြီးဟိုအရင်ရုပ်မချောဘောနော်ဆရာတေတက်တဲ့ပုံစံကြီးနဲ့ပြန်ထားမြင်မယ်လို့ရေးထားကြဆရာဟုတ်ပြီသူတို့ကမလာမပါပါမလာမပါကျွန်တော်ကြတော့ပြောင်းလဲတဲ့အသက်ပေါ့နော်ဟုတ်ကဲ့အမှဆိုရင်တော့ထာဝရအသက်ပြင်ရတဲ့ခန္ဓာနဲ့ပေါ့နော်ဟုတ်တယ်ဟုတ်တယ် โอเคဟုတ်ပြီပေးကွနံပါတ်6ဆက်သွားမယ်နော်ကောင်းတဲ့သူရောမကောင်းတဲ့သူရောထားမြောက်ချိန်တူပြီးမှအတူတူပဲထားမြောက်ကြမှာလားတဲ့ဘာဟုတ်လဲထားမြောက်ချိန်မတူကြဘူးလားဗောနော်ပြီးတော့ထားမြောက်ပြီးဘာတွေဖြစ်မှာကြမလဲထားမြောက်ချင်းအကြောင်းကိုနည်းနည်းရှင်းပြပေးပါဦးအဲ့ဒါလေးဗောနော်